အမှုပညာလောကမှာထင်ရှားအောင်မြင်တဲ့သူထူးခြားတဲ့သူတွေအကြောင်းပတ်စင်တင်ဆက်ပေးနေတဲ့ SK season ကနေကြိုဆိုပါရခင်ဗျာကျွန်တော်စိုးဝင်နေမှာမန်လေးသူရွှေသမီးဟာဝေဘန်တိုက်ခတ်မှုတွေအပြင်းထန်ဆုံးဖြစ်တဲ့အမှုပညာလောကရဲ့ရဲရဲတိတိနဲ့ခေါင်းထိုးဝင်ပြီးရက်တည်ဖို့ဆုံးဖြတ်ချက်တွေခိုင်မာနေသူပါရှူတင်ပြည့်ရင်တော့နေထိုင်မကောင်းဖြစ်တဲ့ရွှေသမီးကြောင့်ကမာရွအကြည်တန်းတင်တဲ့တော့မေသူဆိုးကအခုလိုတင်ဆက်ပေးထားပါဗျာ ဆောင်ရွှေသမီးဟာမန္တလေးဇာတိဖြစ်ပြီးမွေးချင်းလျောက်ထင်မှာအငယ်ဆုံးသမီးပဲဖြစ်ပါတယ်။ငယ်ငယ်လေးကလေးကအနုပညာကိုဝါသနာပါခဲ့တဲ့ရွှေသမီးဟာဆယ်တန်းဆောင်ွယ်ပြီးချိန်မှာပဲအနုပညာလောကတွေကိုဝင်ရောက်ခဲ့တာပါ။အနုပညာလောကထဲမှာသူဘလောက်ဝါသနာကြီးကြီးနဲ့တင်းတက်ခိုင်ဖက်သန်းနေတယ်လဲဆိုတာတွေကိုတင်ဆက်ပေးသွားမှာပါ။စေရန်ပြီးကလေးကအမှုပညာအလုပ်တွေကိုစတင်ခဲ့တဲ့ရွှေသမီးအတွက်တော့တရုတ်ဆောင်တယောက်ဖြစ်လာဖို့ကိုဘယ်အရာကတွန်းပို့ခဲ့တာလဲ။ တရုတ်ဆောင်ဆိုတဲ့အမှုပညာအလုပ်တွေကိုဘယ်အရာကခိုင်မာစေခဲ့တာလဲမအုံးဆုံးဟိုဗီဒီယိုရိုက်ခဲ့ပေါ့နော်တကူရင်ရင်ဆိုတဲ့ဗီဒီယိုကားလေးဒါစာတူရီရှင်ထုတ်လို့ရင်းနေပွားဆုံးရိုက်ခဲ့တယ်။음အဲအဲ့ဒီကားရက်ပြီးသွားတဲ့အခါမှာဟိုပြီးရောမလဲကိုကလုံးဝအစိမ့်တက်တက်ကြီးကိုအစိမ့်တက်တက်ကြီးရနေပြီဒါပမာဆုံးဗီဒီယိုရိုက်ရတဲ့အချိန်မှာအရင်ပမန်းနဲ့ဟိုရမ်းလက်ငိုကျင်နေ ဟိုအိုက်တင်းလည်းမလုပ်တဲ့အတန်အနေထားအစားပုံတော့ဆရာရေအရင်တင်ရတဲ့စတူရီကဒါဟာဝီဇောတို့ဟိုပပကြီးတို့ကဟိုအရင်တင်ရတယ်ပေါ့နော်တော်တော်လေးအိုက်ချင်ခက်ခဲခဲ့ရပေါ့နော်နောက်ထပ်ဒါညီမဇလန်းတွဲလေးရိုက်သေးတယ်ညီမဇလန်းတွဲဒါဟိုဒီညီမနိုင်ငံရှင်တင်ရဆရာဝန်အများအတင်းနဲ့ဒါညီမတို့ဇလန်းတွဲလေးရိုက်သေးတယ်ပေါ့နော်အဲ့ဒီဇလန်းတွဲရိုက်ပြီးရဲ့အခါမှာဟို ပို့ပြီးတော့မှဒီနုမြညာလောက်ကိုပို့ပြီးတော့ဝါသနာပါလာတယ်ဒီလို့ကိုပဲကြောက်ချလုံမယ်ဆိုတာစိတ်ပေါ့နော်အဲဒီစိတ်ကလေးဖြစ်လာတယ်ပေါ့အဲဒီကနေပြီးတော့မှဒီလိုမျိုးငါဟိုပြောရမလဲဒီလို့ကိုပဲဆိုင်မဲ့လုံမယ်ဒီလို့ကိုငါတကယ်ဝါသနာပါတယ်ဆိုတော့ပို့ပြီးတည်လာတယ်ပေါ့ဟာဓမ္မရဲ့ဆွေတမင်းပြပါတယ်ခင်ဗျာ ညာအလုပ်ကိုဝါသနာပါတယ်ဆိုတာကိုပို့ပြီးတည်လာတဲ့ရွှေသမီးကတော့မိษွေအပေါင်းအသင်းဆရာသမားတွေရဲ့တိုက်တွန်းမှုနဲ့ပဲအနုပညာပြိုးခင်းနှစ်မှာဝင်ရောက်ရှင်ပြိုင်ခဲ့ပါသေးတယ်။အနုပညာပြိုးခင်းနှစ်ကနေရွှေသမီးအပါဝင် ပိုင်ဖြိုးသူနဲ့ရဲနာဘိုတို့ကိုရွေးချယ်ခဲ့တာပါ။အာဟောပြိုးခင်းမှာဝင်ပြီးရွေးခံပြတာတော့ဒါဟိုပြိုးခင်းမတိုင်ခင်ကလည်းဒါ ဟိုဒီပြုတ်ကင်းရဆရာရင်းနေပဲပေါ့နော်ကိုယ်မြင်နေတကားဒါကိုခန့်နေဆိုရင်ပြီးရနှကားလောက်ရိုက်ဖွယ်ပေါ့နော်အဲအဲ့တော့ဒါဆရာတွေကလည်းနေဝင်ပြန်ကြည့်ပါလားပေါ့နော်ဟိုအခုလဲဗီဒီယိုရိုက်နေတာပဲပေါ့ဒါပေမဲ့ဒါပြုတ်ကင်းမှာလည်းဝင်ပြန်လို့ရသေးတယ်ပုံမူပြန်ကြည့်ပါလားပေါ့ပြဒါမင်းကြီးကမိတ်ကဲဆရာတွေရောဟိုတငယ်ချင်းတွေအားစားတာဖုန်းဆက်ပြီးတော့မှလမ်းပြောကြရဲဒါဖုန်းနဲ့ရောဒါသတင်းစာမှာထည့်ချင်ကြတော့လာပြောကြရဲပေါ့နော်ဟိုမဂဇင်းတွေမှာထည့်ကြညာတော့ အဲ့ဒါနဲ့ပဲဝင်ပြန်ဖြစ်သွားတာမှာဟုတ်အနုပညာပြောခင်းနှစ်ကနေအနုပညာလောကရဲကိုခြေစုံရက်ခဲ့တဲ့ရွှေသမီးကတော့အနုပညာအလုပ်တွေပိုစိတ်လာပြီးပြိသက်တွေနဲ့တစတစပိုရင်းနှီးလာခဲ့ရပါတယ်။ကွာထားချက်တွေကတော့ဟို ဟိုအများကြီးတော့မရှိပါဘူးမရှိပါဘူးဆိုတာကအခုနောက်ပိုင်းမှာကပို့ပြီးတော့မှဒါအမှုပညာလုပ်တွေလုပ်လာတာပို့စိတ်လာရပေါ့နော်ဟိုဒီပြုတ်ကင်းဝင်ရတော့ဒါပုံမှန်လေးပေါ့ဒါပုံမှန်လေးရိုက်ဖြစ်တာတော့ရှိတယ်ဟိုပြုတ်ကင်းဝင်ပြီးတဲ့အခါမှာတော့ဒါပိတ်တဲ့နဲ့ပို့ပြီးတော့ညထက်ပါပေါ်ရီချီတူများလာတယ်ဒါပေမဲ့လည်းပေါ်ရီကြီးလာတယ်ပေါ့နော်အမှုပညာလုပ်ငန်းတွေလည်းဒီထက်ပိုစိတ်လာတယ်ဒါကရိုက်တွေလည်းပိုစိတ်လာတဲ့အတွက်ဟိုဘယ်လိုရမလဲ ဟိုစိတ်ကအစားဟိုပြောင်းလဲသွားရဲ့ရှိပါတယ်ဟာတရုတ်ဆောင်တယောက်အတွက်ကတော့အလှပဆိုတာအလိုမဲ့အရေးပါလှပါတယ်။ရိုးရိုးရှင်းရှင်းပဲနေတတ်တဲ့ရွှေသမီးကတော့အသက်20လောက်အထိအလှအပကိုတိတ်မကြိုက်ခင်လို့ မိခင်ဖြစ်သူရဲ့စူပူမှုကိုတော့ခံခဲ့ရပါသေးတယ်ညီမတော့အခု27ပေါ့နော်ဒါပေမဲ့နောက်အဲနောက်လာတယ်မှာဆိုရင်ညီမ22ပြည့်22ပေါ့နော်ညီမအသက်22နှစ်ရှိပါပြီအဲညီမဟိုဟာ20လောက်ထိကအလားပါတွေတိတ်မကြိုက်သေးဘူးဒီအလုပ်ကိုစလုပ်နေပြီဆိုရင်အလားပါတွေတိတ်မကြိုက်သေးဘူးအပြင်သွားရင်လည်းအဲ ဒီဒီလိုပဲသမီးရလာချပြီးတော့ဒါအင်ဒီရှန်နဲ့ဂျမောင်းမီနဲ့အဲ့လိုမျိုးမြဲသွားရပေါ့နော်အဲ့တော့လဲဒါအမီနဲ့ဒါအမြဲရန်ဖြစ်ရတယ်ဒါဟိုနုပညာအလုံးလုံးမြဲလူတောက်ကအမြဲလှနေရမယ်အဲ့လိုမျိုးပေါ့နော်အမီကတော့အဲ့လိုပြောရတယ်ပေါ့နော်အမှုပညာလမ်းကြောင်းပေါ်ကိုရှောက်လန်းလာတာ9မိကျော်အကြာ6မိနီးပါးရှိနေပြီဖြစ်တဲ့ရွှေသမီးကတော့ အမှုပညာဝါနုနေသေးတယ်လို့ကိုကိုကိုယူဆထားသလိုတရုတ်ဆောင်မှုနဲ့ပတ်သက်ပြီးအားမရတာလေးတွေလည်းရှိနေပါသေးတယ်။စကားတိုင်းကတော့အားရဟပါတယ်။ဟိုဒါပေမဲ့ဟိုလူညာလေးတွေရှိရဲဟိုဟိုဘယ်လိုဘယ်လိုပြောမလဲလိုအပ်နေရတယ်အများကြီးရှိရပေါ့နော်ဒီအတမိုင်းဆိုင်ရာတေးဆောင်ပိုင်းဆိုင်ရာအာဖက်ရှင်ပိုင်းဟိုအဆက်ဆက်ရရတယ်ပေါ့နော်အဲ့ဒီအတွက်လဲဟို ိုလိုအပ်နေရာလေးတွေကိုကားထွက်လာတိုင်းလည်းပြန်ကြည့်ပြီးတော့မှဒါဟိုပြင်ဆင်တာလေးတွေပြင်တယ်ဒါပြိတ္တရဲ့အာစကားတွေကိုဒါအရှိတ်တွေကိုနားတခြားလေးနားထောင်နေပေါ့နော်အာနားထောင်ပြီးတော့မှကိုဘာပြင်တဲ့လဲဆိုတာကိုဟိုတခြားလေးပြန်ဆက်ဆက်ပြီးတော့မှပြင်ဆင်ဖြစ်ပါတယ်ဟုတ်ကောလာဟာလာဆိုတာကတော့အမှုပညာရှင်တိုင်းပြုံရစမြေပါအမှုပညာလောကတည်ဥဆောင်လောကမှာကောလာဟာလာတွေတိုက်ခိုက်တာတွေများလို့ ဝါနုရဲ့တရုတ်ဆောင်တချို့ဟာလောကတွေကနေထွက်ခွာသွားတတ်ကြပါတယ်။ရွှေသမီးတယောက်ကောလာဟာလာတွေကျုံလာချိန်မှာသူဘလို့ခံယူနေထိုင်နေပါသလဲ။ဘိုးကဝါနနာပါတော့ကြာဒီလောက်ကိုလုံးဝမဆွလွတ်နိုင်ဘူး။လုံးဝမဆွလွတ်နိုင်အောင်ဖြစ်တဲ့အတွက်ဘလို့ပဲဖြစ်ဖြစ်ငါရအောင်သွားမယ်။ဟိုငါအဆင်ပြေနိုင်တယ်ဆိုရဲခုနပြောလို့ပေါ့နော်။အဲ့ဒီစိတ်ကလေးကိုအမြဲထားတယ်ပေါ့နော်။ဟိုပြီးရင်ဒါကိုယ့်ရဲ့ ဟိုဝိုင်းရင်အမှုပညာရှင်တွေဖြတ်တန်းလာရတဲ့သူတို့ရဲ့မဂဇင်းတွေအင်တာဗျူးတွေအများကြီးရှိရပေါ့နော်သူအဲ့ဒါကြီးလည်းဖတ်ဘူးနေတော့အော်ငါအဲ့လောက်ထိမခက်ခဲသေးဘူးဆိုတဲ့စိတ်ကိုထားလိုက်တယ်ပေါ့နော်အဲ့ဒါကြောင့်ဟိုဒီလောကတွေကနေဟိုလုံးဝမထွက်ပင်နဲ့ဟိုအောင်မြင်တိုးစားမယ်ဆိုတဲ့စိတ်ကလေးပေါ့အဲ့ဒါကြောင့်လည်းအခုချိန်ထိရတတ်နေနေတာပါနှုတ်မို့ဆိုရင်တော့ဒီလောကတွေကနေဟိုဘယ်လိုရမလဲဟို ိုဖျက်ကျင်လို့ကောလာဟာလာတွေတိုက်ခိုက်တာတွေများတယ်ပေါ့နော်အဲ့လိုမျိုးတွေကြောင့်ထွက်သွားနိုင်ပါတယ်ဒါပေမဲ့ဟိုဘရောမှအဲ့လိုလုံမှာမဟုတ်ပါဘူးဒါအားလုံးကိုခွင့်လွှတ်တဲ့စိတ်နဲ့ဒါတိခံပြီးတော့မှအာကိုပါသနာပါတဲ့အဲ့လိုအခုဒီလုပ်ကလေးကိုလုပ်နေတာပြောရတဲ့အငြင်းတန်းဆက်လုပ်ဖြစ်သွားမှာပါအနုပညာအလုပ်ကိုဝါသနာပါလွန်လာတဲ့ရွှေသမီးကတော့ရွှေတင်မရှိရင်တော့နေထိုင်မကောင်းဖြစ်တယ်လို့ခံစားနေရသူလည်းဖြစ်ပါလေ။ကိုဝါသနာပါတော့ကိုပြောတာ ပဲလုံနေရပျော့ရဲအဲရှူတီရောင်ရအမြဲပျော့ရဲရှူတီမရှိရင်တခုခုဖြစ်ပြီးဖြားတာပဲဖြစ်ဖြစ်အခေါင်းမူလာခေါင်းကြိုက်တာပဲဖြစ်ဖြစ်အဖြစ်ပြီးအဖြားနေနဲ့ရှူတီရှိပြီးဆိုအဲအဖြားပျောက်သွားရှူတီမီးကကျွန်တော်ကိုယ်တိုင်ရွေးချယ်တယ်ဆိုတာတဲ့မနုဇာရီရမယ်သူ့ကိုရွေးချယ်လိုက်တယ်လို့ကျွန်တော်မြင်ပါတယ်ဂျေနာချင်းမဂျေနာချင်းအနေနဲ့ပြိတ္တာတွေဘယ်လိုပဲကွဲလွဲနေတော့ညာလည်းပဲ အချိန်မှာတော့သူကမနုဿာရီဖြစ်ကိုဖြစ်လာလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဝါနူသေးတဲ့တရုတ်ဆောင်ရှေ့သမီးကတော့ဒရိုက်တာညိုမင်းနဲ့ရိုက်ကူးမဲ့မနုဿာရီဇာကားမှာအဓိကတရုတ်ဆောင်မနုဿာရီအဖြစ်ရွေးချယ်ခံခဲ့ရတာကိုလည်းအတော်လေးစိတ်လုံရှားနေပြီးရိုက်ရမယ့်ရက်တွေကိုတော့စောင့်မျှော်ရင်ခုန်နေသူလည်းဖြစ်ပါတယ်။နောက်စားရဲကနေပတ်သက်ပြီးတော့အဲဒါညမရွေးချယ်ခံရတဲ့အချိန်ကတကယ်ကို ဟုတ်ပြောရမယ်အမတရရယ်ပေါ့နော်ပြောစရာလဲဟေးသူစိတ်ထဲမှာအရင်ပြောစရာကိစ္စတစ်ခုပေါ့နော်အရင်ပြောပါတယ်ဝမ်းတာတယ်ဒီလိုကာရိုက်တာမျိုးကဟိုညီမတို့လိုဟိုတန်တယ်ပေါ့နော်ဟိုကိုဒီကာရိုက်တာကြီးလာပြီးတော့မှဟို ပေးရဆိုတော့ဒါတကယ်ကိုအရင်အတောင်ဝင်ကြည့်ရတော်တော်လေးပျော်ရစိတ်လိုရှားရပေါ့နော်အဲ့ဒီအတွက်လည်းအဲအခုကနေ့ကရိုက်တော်မြင်ရသေးပေါ့နော်အခုကနေ့တကယ်ကိုရင်ခုန်နေပါတယ်အဲ့ဒီရက်ကိုအဲရောင်းမဲ့ရက်ကလေးကိုတကယ်ကိုရင်ခုန်နေပါတယ်ဟုတ်ကယ်ရမီစုဆိုတာကတော့အမှုပညာရှင်တိုင်းမျှော်လင့်နေတဲ့စုတစ်စုပါ။ဖီဒမီရဲ့အကယ်ဒမီမျှော်မှန်းချက်ရည်မှန်းချက်တွေက ကဲမိမျော်မဲချက်တွေမဲချက်တွေကတော့ဝေးပါသေးရတော်တော်ဝေးသေးရပေါ့နော်ဟိုဒါပေမဲ့ဒီ academy ဆိုဆိုတာကအမှုပညာရှင်နိုင်ရဲ့ဒါစူးစမ်းမှုမတိုင်တစ်ခုပေါ့နော်ဟိုအမှုပညာရှင်နိုင်ဒါမျော်လင့်တဲ့ဒါစူးစမ်းတစ်ခုပေါ့နော်အဲ့ဒီအတွက်ဟိုညီမလည်းဟိုအခွင့်အရေးရခဲ့မယ်ဆိုရင်တော့ရကြမှာလေဟိုဒါပေမဲ့ ဒီစုစုချဖို့ဆိုတာကအရန်ကိုခဲရနေအရန်ခက်ခဲတယ်အရန်ကျိုးစားအောက်ထုတ်မှုကြီးအပြည့်အဝကိုရှိနေမှရမယ်ပေါ့နော်ဟိုဟို academy ဆိုတာဒါနဲ့ကြီးရယ်ဆိုလူတိုင်းသိရယ်ပေါ့နော်အဲ့ဒီအတွက်ဟိုညီမအခုအချိန်အနေထားနဲ့ဆိုရင်တော့တကယ်ဝေးဝေးအလန့်ဝေးပါသေးတယ်ဟုတ် ပညာအလုပ်ကိုဝါသနာကြီးလို့နဲ့တရုတ်ဆောင်ရွှေသမီးကတော့ကိုဝါသနာပါတဲ့အလုပ်ကိုကြိုးကြိုးဆဆလှုပ်ဆောင်ချင်နေသူပါ သူကတော့အမှုပညာအလုပ်ကို ကိုစွမ်းကိုစားရှိသူရဲ့ကျမ်းမာရေးကောင်းနေသူရဲ့လှုပ်ဆောင်သွားမှလည်းဖြစ်ပါတယ်ဟိုကိုစွမ်းကိုစားရှိသလောက်ပေါ့နော်ဒါ ဒီအလုပ်တွေကိုလုပ်နိုင်တဲ့အထိဒါအသက်ကြီးွားပြီးတော့ဒါကျမကြီးမကောင်းတော့မှလွဲလို့ပေါ့နော်ကျမကြီးကောင်းနေတဲ့အထိကိုဒါဆက်လုပ်တော့ဖို့ရည်မှန်းချက်ရှိပါတယ်။ဒါပြလို့လဲဆိုတော့ကိုကဒီလုပ်ကလေးဝါသနာပါတာဟုတ်ဒီလုပ်ကလေးဝါသနာပါတယ်ဟိုဒီအချိန်မှာဒါဒီအလုပ်เน่ตะคู่เนี่ยยื้อฉันมั้ยဆိုရင်တော့ဒီအလုပ်ပဲยื้อချက်ပြင်มาပေါ့เนาะဟုတ်အဲ့အဲ့အတွက်ဒီအလုပ်ကလေးကိုပဲဒါဆက်လုပ်ဖြစ်သွားမှာဟုတ်အဲဒါပေမဲ့ဟိုဘယ်လိုပြောမလဲအနုပညာရှင်တွေကဒီ အရွယ်ရနေတော့မယ်ဒါအလုံးလုံးလို့ကောင်းတာပေါ့နော်တက်ကြည့်ဝရင်လည်းဟိုတကယ်တမ်းလုတ်ပြီးဟေးဆိုရင်မလုတ်နိုင်တော့ပေါ့နော်အဲ့ဒီအချိန်ညီမထင်တာပေါ့နော်ညီမစိတ်နေပေါ့နော်ဟိုလုတ်နိုင်တော့မှမထင်ဘူးပေါ့အဲ့ချိန်ကြရင်လည်းဟိုဒါစီဝါရေးတစ်ခုခုတော့လုတ်အောင်မပေါ့နော်ဒါပေမဲ့အတူတူညာနဲ့တက်တဲ့အလုတ်တစ်ခုခုပေါ့အဲ့လိုမျိုးလေးအာစီဝါရေးတစ်ခုခုတော့လုတ်ဖြစ်မှာပါဟာ